စီအိုက်တော်ဆွေရေးသားသောတောင်မြောင်းထွေလာအရီတော်စာသူများစာအုံးမှ စာသူကုန်းတစ်ပုဒ်ဖြစ်သည့်အရီတာနှင့်အဂတိလွန်ခဲ့သည့်လကတရသောနေလေခင်ဝဲအသက်အစိတ်သုံးသည်အရွယ်အမျိုးသမီးငယ်နှစ်ယောက်ကျွန်တော်တို့ရှောက်လာကြသည်သူတို့မှာအောင်ကြီးကိမ့်မုတ်တစ်လုံးနဲ့အောင်ကြီးကော်ဖီတစ်ထုပ်ပါလာသည်သူတို့နာမည်နဲ့နေရက်ကိုပြော၍မိတ်ဖွဲ့သည်ဤကွယ် အခုငါ့အင်ကကြောင်းကြကြဦးခဲခဲရင်ရင်မင်းတို့ရောက်အောင်လာကြတာကိုငါဝမ်းသာလာပါရယ်သူတို့နှစ်ယောက်နဲ့နှုတ်သက်သူကဟိုဆရာရင်လာတာကဒါလောက်မခင်းမအောင်ဆရာရယ်ဟိုဆရာတောင်းပြောင်းမှရေးထားတဲ့အတိုင်းအင်းစိန်စည်းရှိကဘူကုန်းကားကိုစီးပြင်းမငုတ်တူမှတ်တိုင်မှာဆင်းလက်ရဘက်ဝင်ခဲ့လမ်းဆောင်မှာတွေ့တဲ့ဗရောင်းမြိုင်လက်ဖေးဆိုင်မှာမီးဆိုလို့အဲ့ဒီဆိုင်ကပဲဆရာအင်ကိုညွှန်ပြလိုက်ပါရယ် ထို့နောက်ကျွန်တော်စီရောက်လာကြသောသူတို့၏ထုံတဲ့အတိုင်းကျွန်တော်စာရီအလွန်ကြိုက်ကြောင်းနှင့်ကျွန်တော်ကအယ်ဒီတာချုပ်လို့သည့်တောင်းပြောင်းထွေလာကိုလစဉ်ဖတ်ကြောင်းများပြောပြီးနောက်ဆရာတို့တောင်းပြောင်းမှာအမြဲတမ်းသလိုရှင်းနေကြရဲသီရိများများလိုင်းလေးသူစန်းတို့ဟာတကယ်မင်္ဂလိတွေပဲလားဟုတ်ပါရဲ့ဟုတ်သူတို့ဘယ်လောက်ရှိရပြီလဲမင်းတို့ရွယ်လောက်ပဲဟုတ်ပြီးတဲ့အကြောင်းပြောလိုက်ရအောင်အပြူတွေလောက်ကိုမေးလာပြန်တဲ့ဖြစ်ကျွန်တော်စိတ်ထဲမှာမင်းတို့တွေကဟုတ် ပြန်မိလိုက်ချင်ပါ၏သို့သောမသိလျော်သည်ဖြင့်အေးကွာသူတို့အပြိုလာအိမ်ောင်းနေလားငါမသိပါဘူးဟုဖြေလိုက်တော့ချောသလားဟုမင်းလာပြန်လျောင်းကျွန်တော်စိတ်ထဲထင်ကနေရှိလာ၍ဘာကြောင့်ဒါရီမင်းနေရလဲဟုဆိုလိုက်တော့သိကျင်လို့ပါဟုဆိုပြီးပြုံးစီစီ လုံနေသည်နိုင်ကျွန်တော်စိတ်ထဲမှာတစ်စုံတစ်ခုတွေးမိလာသည်အစကဒင်းတော်ဆက်စုခြင်းသောမင်းမသားတို့စိတ်ထားနဲ့မေးသည်ဟု အောင်းမင်းမိသည် အခုတော့ကျွန်တော်စိတ်ထဲတန်တဲ့အဖြစ်စရာ တွေးမိလာသည်နဲ့ဖြည့်ရှင်းချက်ထုတ်လိုက်ရပါတော့သည်အဒူတောင်မြောင်းကစာရေးစရာတွေကိုယောက်ျားရဲ့မိန်းမရဲ့အပြုတ်ရဲ့အိုရဲ့ချောတယ်ရဲ့ရုပ်ဆိုးတယ်ရဲ့မခွဲကြပါဘူးစာမူကောင်းနေဒူတောင်မြောင်းမူနေကန့်ညီနေဆိုရင်ရွေးတာပါပဲဒါဖြစ်ကျမပို့ထားတဲ့ဝတ္ထုလေးကိုဟုကောက်ခငင်ကမိလိုက်တော့ကျွန်တော်မှရုတ်တရက်အခက်တွေ့သွားလိမ့်ပြီ စင်စစ်ကျွန်တော်ဒီတောင်ပြောင်းနိုင်အဲဒီတာချုပ်နာမည်ခံထားတော့လေအစသရရစာမှုများကို ကြည်နေနိုင်သူမဟုတ်ပေတောင်ဝင်ကအဲဒီတာရွှေရီယံတော်သာအလုံးကိုစီစစ်နေသည်ဖြစ်၏တို့ကြောင့်ကျွန်တော်အတန်ခက်ပြပြနဲ့ငါမကြည့်ရသေးဘူးကွာမင်းစာမှုနာမည်နဲ့ကလောင်နာမည်ကသူကပြောပြသည်၌ကျွန်တော်ကဆော်ရက်တစ်ခုမှရှင်းမလိုက်သည်ဆရာဟုတ်မြန်မြန်လေးကြည့်ပေးပါနော်အေးပါကွာဟိုဘယ်တော့သိရမလဲဟင် ကျမဒီဝင်လာရမလားမြို့ထဲကတောင်ပြောင်းတိုက်ကိုသွားမလားဒီဟိုလဲမလားနဲ့ဟိုကိုလဲမသွားနဲ့အမိပင်မန်းမယ်အိမ်မသာနေစာမူမလေးစာပါရမို့လားဖက်ကြည့်ပြီးတော့ရွေးမရွေးအကြောင်းပြန်လိုက်ပါမယ်ရွေးတယ်လို့စာပြန်လိုက်ဆက်မဆရာရေဟီဟီဟီအေးအေးတိတ်ရွေးချင်ပါလေကွာအမှန်လဲကျွန်တော်ရွေးချင်လာပါ၏အရီတာတို့မြည်ဒီမှာကို့မကစင်အတွက်စာမူကောင်းကြီးရှာနေသောစာပေမုတ်ဆိုးတွေမဟုတ်လား သို့သောကလောင်တစ်တို့ထံမှလာသောစာမှုများကမဂ္ဂဇင်းမှာသုံးနိုင်သည့်အဆင့်ကိုတွေ့ရခဲ့လာပါ၏သို့သောပါနေကြကလောင်ရှင်များသာလာစဉ်လိုဖြစ်နေသော ကုငချင်းကိုချိန်နေကြသော အပေကံအပေကံစာမှုရှင်တို့စိတ်ထဲမှာဒုလောဒုလောဖြစ်လာကြသည်မဂ္ဂဇင်းနေမှာသို့သူနဲ့သူ လက်တင်ရာစတော်စားတော်ခေါ်နေကြရလားမင်းကလေးတွေဆိုလဲအခွန်းနာဟိုတငယ်မှာ ျွန်တော်ကိုမေးသလိုပဲသူတို့ကအပြူရီလားချောလိုလှလိုလားတသက်ကျွန်တော်တို့အရီတော်တွေပဲယူဆွဲနေကြရသည်ဒါပေမဲ့ဇင်းအောင်လေတန်းနဲ့တောင်းရင်သို့တော်လေတဲ့အဲတဲ့သူမဲရီရှိချင်းရှိမယ်ပေါ့ဗျာစင်စစ်တော်အရီတာကောင်းတို့မြည်ဒီမှာဘလို့မှပတ်လိုက်၍မဖြစ်ပေအရီတာလည်းပုထုစင်ပဲပတ်လိုက်ခြင်းတော့လက်သက်ပကလိုခြင်းတော့စိတ်တော့ရှိကြမှာပေါ့ဗျာ ။သို့သောဤသို့ပြုလိုက်ရင်အလုတ်ခွင်မှာဘူးပေါ်သလိုပေါ်လိမ့်မည်။အပေကြောင့်ဆိုသောစာပေလုပ်ငန်းကတိတ်တိတ်ပုံအလုံးမှာမဟုတ်ပေကြပဲ။နိုင်ငံ내ဝန်ရဟန်းရှင်လူစာပေဝါဒနာရှင်များဖတ်နေကြတာပဲ။စာဖတ်သူတို့မြည်တယ်မောင်သူတို့ကိုယ်တိုင်မရေးနိုင်ကြတော့လဲစာကောင်းမကောင်းတော့စာဖတ်သက်ရှင်းသင်နေမြပိုင်းခြားဝေဖန်နိုင်ကြသေးတာဒီတော့မဂဇင်းတဲ့တောင်မောင်မကောင်းသောစာမှုများတွေ့ရင်ရွေးချယ်သောအရီတာကိုရောစာရေးသူကိုရော စ်တင်ရှုပ်ချပေးလိမ့်မည်။မကနလေနာမည်ပြက်ကြော။စင်စစ်တော်မကနတုတ်သည်ထုတ်လုပ်သူနှင့်အဒီတာများက လုပ်ငန်းအနေနဲ့သာဆံ၍စပေကိုမူစဖက်သူများကသာပိုင်မ၏။မကနတုတ်ကောင်းမကောင်းအဒီတာရီတော်မတော်စဖက်သူသည်စဖက်သူတို့၏အဆုံးဖြတ်ပေါ်နေသောမူတီပါ၏။ထိုကြောင့်အရိဒါကောင်းတို့မြည်သည်အဂတိမလိုက်စာဝင်ပါခမညာ တော်တာဆွေ အမှတ်30 1989အောက်တိုဘာလဆရာဤတော်တာဆွေရေးသားသောစောင်းပါကောင်းတစ်ပုဒ်ဖြစ် စာစုကောင်းတစ်ပုဒ်ဖြစ်သည့်စာရေးဆရာ စာရေးဆရာကြီးငေကျင့်စွဲငါးတယ်ဝတ္တရားကျွန်တော်ဒီယခုဆိုရင် စာရေးတက်အနည်း၄၀ကျော်ခဲ့ပြီဖြစ်ပါရဲ့ ျွန်တော်စာရေးဆရာဖြစ်ဖို့ကြိုးစားခဲ့ရစဉ်ကာလနဲ့စာရေးဆရာဖြစ်ပြီးကာလရိစာပေနယ်ချောင်းကို စင်ကျင်သုံးသပ်မိပါသည် ပထမကာလမှာဒုတိယကမ္ဘာစစ်ကြီးဖြစ်ခဲ့သည့်အင်္ဂလိပ်ခေတ်ကဖြစ်ပါသည်ထိုစဉ်ကကျွန်တော်လက်လန်းမိသည့်မဂ္ဂဇင်းမှာမြန်မာအလင်းသူရိယနှင့်တကုံတို့သာဖြစ်ပါသည်ဤသုံးကမာတကုံမဂ္ဂဇင်းက အထူးဆုံးအကြီးဆုံးတအုပ်တကြက်မြမလေးနဲ့သူရိယာက ယခုကျွန်တော်တို့တောင်းမြောင်းအရွယ်လောက်သာရှိပြီးတအုပ်ရှိပေငါမှုဖြစ်ပါသည်ဤတော့တွင်ကြပြကဏ္ဍကတကုံမကသိကြီးသာပါပြီးညီသူမစုပေးပို့နိုင်ပါသည်သို့သောဝိထုဆောင်းပါးများကိုကထိုသုံးစလုံးများမှာလာစဉ်သူ့လူနဲ့သူပြည်နေ၍အခြားသူမဝင်နိုင်ပါ1942ခုနှစ်ဩဂုတ်လမှာထင်ပါသည်သူရိယမကသိကညီသူမစုပေးပို့နိုင်သည်ဆိုသောဝိထုပြိုင်ပွဲ ကျင်းပါပါသည်သို့တော့ကိုရေးလိုရာရေးရင်တလောက်ရေးရသည်မဟုတ်ဝိတုအမျိုးအစားပြည့်ညက်ချက်နှင့်စာမျက်နှာနှင့်အချိန်ကိုကန့်သက်ထားသည်ဖုစကဆက်ကူဆဲမျက်နှာထံမပေါ်ရဩဂုလသရိယမဂဒင်း၌ကြီးညာသည်မှာပထမဟာတာဝိတုသတ္တမလာဆေးရည်အမိပေါ်ရမည်ဒုတိယစုံတော်ဝိတုအောက်တိုဘာလဆေးရက်တတိယစုံသား၍ကြီးပွားချမ်းသာခြင်းဝိတု နှုံဝင်မှာ၁၀ရက်ရွေးချယ်ထဲသွင်းခြင်းခံရသူ စုငွေ15ချက် ရှာမည်ကျွန်တော်ဒီဤသောမော်စလုံးကိုတပုတ်ပြီးတပုတ်ဇက်တိုက်ပို့ပြလိုက်သည်သို့တော်ဟာတဝိထုတမျိုးတည်းသော ပြိုင်ပွဲချင်းပါပြီးကျွန်တော်ဝိထုကိုညဉ့်ညံသည်ဟုပြောလိုက်သည်စုံတော်ဝိထုနှင့်စွန်သား၍ကြီးပွားချမ်းသာခြင်းဝိထုတို့ကပြိုင်ပွဲမလို့ဖြစ်တော့ဒုတိယကမ္ဘာစစ်ကြီးဥရောပမှာဖြစ်နေပြီမို့သက်ကူအခက်ခဲကြောင့်တူရိယာမကဒင်းကိုရက်ဆက်လိုက်ရပြီဟု ပြန်ဝဲဝင်စာမှုများကိုပြန်ပို့၏ထို့ကြောင့်ကျွန်တော်မှာစစ်ကြီးမဖြစ်မီចောင်းသားဘွားကရေးခဲ့သောဝိတုသုံးပုံရှိနေရာစာပေခေရဲစဲနေသောဂျပန်ခေတွင်၎င်းတို့ကိုတစ်တာတဲ့ထဲ့ထားရလျက်စစ်ကြီးပြည်မြန်မာစာပေပြန်လဲထူထောင်လာကောင်1948ခုနှစ်ဇွန်လမှာရှူမမဂဇင်းပေါ်လာမှဩဂုတ်လတွင်ကျွန်တော်စာရေးဆရာ ဖြစ်လာကြောင်းအများသိပြီးကြပါပြီထိုသင်ကရှူမနဲ့သွေးတော်မဂဇင်းတော် ခိုင်ခိုင်မြဲမြဲရှိပါသေးသည်ကျွန်တော်တို့စာရေးဆရာမေဆွေတို့တင့်တယ်တန်းဆွေတော်ရာဆွေတာထုတို့ထုတ်ရသောပရိသတ်မဂ္ဂင်ကောင်တစ်နှစ်ခန့်နဲ့ပြုတ်သွားပါ၏စာသာရေးတတ်ကြပြီးစီးပွားရေးမနိုင်ပဲကိုဗျဟောယခုချိန်မှာကောအများသိရသည့်တိုင်းပဲမဂ္ဂင်နေများများလာအထွေထွေစာပေဝါဒနာရှင်ဒီကိုကြီးကျင်နာတွေရေးကျင်တဲ့လောက်ရေးပြီးအချိန်မရွေး ပို့နိုင်မည်မဟုတ်ပါလားခမညာထင်ပေါ်လင်းစင်တော်ကကောက်သည်မို့အခုနေမှာစာရေးဆရာကြီးငယ်ကြားမာတွေများလာကြည်ဗျာမကတိများ၌ထင်ရှားသူတွေလုံးချင်းနေမှာလူကြီးများကြိုက်သူတွေလူကြိုက်များသူတွေတချို့များကာစီတိုက်ကြတိုက်ဆောက်ကြလို့ဝမ်းသာပါတယ်ခမညာသို့တော့ကျွန်တော်စင်ရင်သုံးသပ်ပြီဒီမှာအချို့ဒီတဲ့စာရေးဆရာတော်ဖြစ်လာပါဤသို့တော်တိတ်ပြီးတော့အောင်မြင်ကြော်ကြားမှုမရှိ ်နှင့်အောင်မြင်ကြကြမှုရှိပါ၏သို့သော ကောက်ယိုမီတမျှဟုံးကနေထားပြီး မကြမီမီးမိန်ပြက်ကွယ်သွား၏စင်စစ်တော်ကတင့်ဆိုင်စရာဖြစ်လာပြီးနှင့်နာမည်ကြကြလူကြိုက်များလျက်သုံးထိုအောင်မြင်မှုကိုအထွန်းရှိသောထိမ့်သိမ့်မှုက အခက်ဆုံးဖြစ်ပါ၏ဆိုင်စရာဖြစ်သည့်နေ့မှာဆောက်၍ထိုတော်ဝင်ကြီးကို အပြင်းထန်ထမ်းဆောင်ရမည်ဖြစ်ချေ၏ရှင်း၌မိစေသတင်းသာစရာအရိတာတို့က ကျွန်တော်အားပြောခဲ့ပုံကိုသတိပြုစရာကောင်းပါသည်ထိုစဉ်ကသူအယ်ဒီတာချုပ်လေးနေသောသတင်းဆောင်ထိတ်ဆုံးသို့ရောက်နေစဉ်ခါမှာတော်ရာဆရာလည်းနာမည်ကြီးနေသည်နှင့်မို့ကျွန်တော်ကိုစောင်းပါမပြည့်ရေးပြန် ပြောပါသည်ဒီမှာကိုဆွေခမရေးမယ်ဆိုရင်ကျွန်တော်စီတယ်လီဖုန်းဆက်လိုက်နေရာခြံပြီးတော့ည10:00နာရီထိစောင့်မယ်ဗျာဒီတော့ကျွန်တော်ကဒီမှာ ကျွန်တော်ကအဲ့ဒီအချိန်မှာမူးမူးနဲ့ဟိုတယ်တွေကနေတွေ့ကြရတွေကြီးပြလိုက်ရင်ဘယ်နဲ့လုံးမလဲဆိုတော့သူက"အိုးခမရရေးချင်တာသာရေးပေးကျွန်တော်ကြည့်ဦးမနေဘူးဗျာ"တခါတည်းထည့်လိုက်မှာပဲ။ဘာကြောင့်ဆိုတော့တော်ရဆွေမှာပြိတ်တဲ့နေဗျ။တော်ရဆွေမကောက်ရင်တော်ရဆွေချောင်းပဲ။ကျွန်တော်တို့သတင်းစာနဲ့ဘာမှမဆိုင်ဘူး။သူစကားစဉ်းစားကြည့်တယ်။မှန်တယ်ဗျ။ဒီအကြောင်းကိုကျွန်တော်ရေးပြနေသေးမှာယခုချိန်၌လာစဉ်ထုတ်မဂ္ဂဇင်းတွေနဲ့ တင်ထုတ်ဒီတောက်တော့လဲပေါ်နေရနာမည်ရစာရေးဆရာများထံမှစာမူရီဒရဂျန်တောင်းနေကြသည်လုံချင်းတို့စီပွားရေးသမားများကကြိုတင်ငွေတွေတောင်းကနန်းတိန်ကနန်းပေးနေကြသည်အဲ့ဒီနေရာမှာစာရေးဆရာကဘဝင်ကန်ပြီးငါဘာရည်ရည်ဖြစ်တယ်ဆိုပြီးလောဘစောတိုက်ရင်ဖြစ်ကိုကိုကိုတက်၍ကိုမတာကိုချခြင်းပင်ဖြစ်ပေတော်သည်ထို့ကြောင့်စာရေးသက်အတွန့်ရှိလိုလျင်တစ်ဘဝင်မကန်ပါနဲ့နှစ် ငါပါရီရီသူတို့ထက်နေတာပဲလေဟုဘလက်ချင်းနဲ့နေရှောက်မပြောပါနဲ့၃ရှဲတို့မလုပ်ပါနဲ့၄ငွေလောဘသောမတိုက်ပါနဲ့ငါစပေပြိတက်ကိုမစော်ကားပါနဲ့တော်တာဆွေအမတ်၁1989နိုဝင်ဘာလဆရာဤတော်ဆွေရေးသားတော် စာစုကောင်းတစ်ပုဒ်ဖြစ်သည့်ယခုခေတ်ကဗျာကျွန်တော်တို့ရှေ့ခေတ်ကမြမစာသင်ကျောင်းများတွင် ရှစ်တန်းမှစ၍ကိုရန်စေတန်းတွင်ကဗျာကိုတပါးသာထား၍သင်ကြားခဲ့ရသည်ကဗျာ၏မူလသင်ယူမှာလေးလုံးဆက်ဖြစ်သည်လေးလုံးဆက်ပြီးမှဒွေးကျူဒွေးကျူပြီးမှသရီကျူသရီကျူပြီးမှလေးကျူနောက်ဆုံး၌ဒီတဲ့ ESF အမြောက်ကိုတက်မြောက်ပြီးဒီ night ဘောလေတပြန်ရတုရကန်အေးအန်တချင်းစသည်တို့ကိုဆရာကတင် जा ပေးရန်မလိုတော့ပြီကိုဝါကနာပါတိလျောက်လီလာလိုက်စားခြင်းဖြင့်ကြွန့်ကျင်မှုလိမ္မာလာတော့၏ဤမှာဘက်၌ဝါသနာပတ်မထုံသူတို့ဖူးတရားသိမိသလောက်မှ မတက်မြောက်ကြခြင်းကဗျာသည်သင်တိုင်းလဲတက်သောပညာမဟုတ်အကျိုးအကြောင်းသားများသည်စေတဲ့အောင်လို့သော ကြောင်းထွက်သွားရောလေးကျိုးတပုတ်တေးတဲ့တပုတ်များ ပြီးပြင်းအောင် ပြီးမြောက်အောင်ဆက်မသွားနိုင်ကြကြီးကဗျာစာပေဝန္ဒနာပါသူတို့ဖုံမှုအလုံးကိုလွဲကူစွာတက်တော့ဤဘယ်စံနည်းကိုမဆိုသူ့အဖို့မခဲရင်တော့ပြီမြည်သည့်နေမဆိုလေးလုံးဆက် လေးကျိုးတေးတဲ့တို့မှကွန့်ပြားထွက်လာကြခြင်းဖြစ်ပေသည်ကောင်းပြီ ။ဤဆက်နီးဆက်ပုံအဖုံဖုံရှိသည်နှံမှမြည်သည့်ဤသည့်အခက်ဆုံးအကောင်းဆုံးဖြစ်သည်နီဟုမိညာအံ့တိကြသောအဖြေမပေးနိုင်တော့ပြီ။ဘဲပုံတရမဆူရာသာဂုံမြောက်အောင်ဆက်ဖို့သာအခက်ဆုံးဖြစ်၍ရာသာဂုံမြောက်ခြင်းသည်သာအကောင်းဆုံးဖြစ်တော်၏။ယခုခေတ်၌ကျွန်တော်တို့စီနေသောကျွန်တော်တို့စံထားနေရသော စာဆိုတော်ကြီးများ၏ကြပြအမျိုးမျိုးရှိ၏။ ရှင်တို့ကိုကောင်းလာပါသည်ဟုနှစ်သက်ချီးမွမ်းကြခြင်းမှာစံနီးကြောင့်မဟုတ်ယတကုံမြောက်ရည်သာဖြစ်ကုန်၏ဆက်ပုံစံနီးကသူခင်းနဲ့သူဖြစ်သည် တခင်းနဲ့တခင်းကဗျာပုံစံခြင်းကမတူကြကြည်ကျွန်တော်တို့ចောင်းသားဘွားကကဗျာဝဒနာပါသူတို့ကလောင်ဆန်းရံမှာဒီတို့ဂျာနေနဲ့ဒဂုံမဂဇင်းဖြစ်၏၍ဂျူလေဂျူတန်ဂျူတေးတက်ပုံထောက်ဘောလေး ဧကပတ်ယတုမသည်အစနီအချနီပါရညီမဲသာတောင်ကြီးကဲ့သို့သောယတုပိုက်စုံကြီးထိရှေးခေတ်ကဗျာစံဒီမျိုးစုံမ၏ထို့နောက်ကျွန်တော်ရန်ကုန်ရောက်ခဲ့၍တက္ကသိုလ်မှထို့သောဂန္ဓာလောကမသိန်းကိုဖတ်ရသောခါ၌တမျိုးတပုံစမ်းတည်သောကဗျာများကိုတွေ့ရ၍ကျွန်တော်မျက်လုံးကျေလာသည်အော်ကဗျာဆိုသည်မှာကာယံနေပြီကြွေဝယုံသာမဟုတ်စမ်းတည်သောအဖွဲ့နယ်ကလေးများနဲ့ ထူးခြားသောအကြောင်းအရာအထွေးခေါ်ပါဖို့လည်းအရေးကြီး၏စကလုံးနေနေနဲ့အတိပဲကျွဲဖို့ကိုလည်းတတိထားမိလာ၏ထို့အခါကျွန်တော်သည်ရခင်ကကာယံနှင့်နဗီဟုသောအလေးထား၍ရေးသားခဲ့သည်များကိုလက်ယွန်သွားပြီးကန္ဓာလောကကြီးခေတ်ဆန်းကပြားစားပြီးအစဉ်တန်းကိုလည်းရင်ကျူးသားခဲ့သည်သို့တော်တိုင်းပြည်အခြေအနေနှင့်ကျွန်တော်ဘဝအမျိုးမျိုးပြောင်းကစစ်ပြီးခင်မှာကျွန်တော်စပေးနေရောက်လာသည်၌ ဝိတုရေးစရာဖြစ်နေပြီ။ကြပြစိတ်သက်ညှော်နေသွားသည်။ဝိတုရေးသာတပုတ်ပြီးတပုတ်ရင်းနေ၍ကြပြမကြီးအားတော်ပြီ။ရှင်းနိုင်ကျွန်တော်ကြပြဆရာမဖြစ်တော့ပြီကိုသိပြီ။ထိုစဉ်ကကြပြရေးပြီးပတ်စံတပြားမှရသည်မဟုတ်ကြပြဝါဒနာရှင်တို့ကစေတနာဝင်နှင်းရင်းနေကြခြင်းသာဖြစ်သည်။ဆရာမင်းတို့၏ပြည့်မငုတ်တို့ကြပြသည်1948ခုနှစ်က ကျွန်တော်တို့ထုတ်ခဲ့သောပရိသတ်မဂ္ဂင်းတွင်စတင်ပါဝင်ခဲ့သည်ပကြီဆံတွင်ကတရုတ်ဖော်ပုံဆွဲခဲ့သည်ငွေတောင်ဤနှုရင်တို့ဤကြပြားများလည်းပရိသတ်မှလှဆင်လို့ပါခဲ့သည်သို့သောပတ်စံကတပြားမှကြာကြသည်မဟုတ်ပါကြပြားပါရမီရှင်တို့ကချီးကျူးဝေကောင်းသွားဟောယခုခင်မှာတော့များသောမဂ္ဂင်းတို့တွင်ကြပြားကဏ္ဍကိုရှေ့ဘက်မှထား၍ ကဗျာဘုံတိုင်းတရုတ်ဖော်ပုံအသီးသီးနဲ့ညံပူတော်ကလည်းမြို့မြို့မြက်မြက်ပေးလေသည်ကဗျာတခက်စမ်းသည်ဟုဆိုရမည်သို့တော်လည်းယခုခေတ်မဂ္ဂဒင်းနေမှာရှေးခေတ်မဂ္ဂဒင်းများလိုစက်နီးမျိုးစုံမပါတော့ဘဲအများအားဖြင့်လေးလုံးစက်တွေကြီးဖြစ်နေ၏ရှင်နဲ့အဘဲကြောင့်ရှီယူလေးချိုးတိတဲ့တို့ကို မရေးဆက်ကြပါတော့သည်နိအဖြစ်ရှာတော့လေးချိုးတိတဲ့တို့မှာစက်နီးပေါင်းစီမြင်ရှိသည်တက်တန်နေတဲ့ အတန်လေးအတန်ဘောတို့လည်းသူ့နေရာနဲ့သူထားရ၏တေးတဲ့ဆိုရင်စာလုံးနဲ့အကြောင်းရေကိုပါကန့်သက်ထားသေးသည်ဒီတော့ရေးဆက်သူအဖို့မှာမလွတ်လပ်အချုပ်အခြေအတွင်းတက်ဆင်းရသည်ဖြစ်၏လေးသုံးဆက်မှမူလွယ်ကူ၏လွတ်လပ်၏ကာယံကိုဘလူးရေတလွေရေတက်စီနဲ့သုံးချက်ကြီးထက်ချင်သလိုထက်သွားရကြ၏အတန်မှာလည်းဘယ်နေရာမှာဘာတန်ဟူ၍ တတ်မှတ်မှထားတော့ကောင်းရန်ကိုကစားရင်လိုကစား၍အတူရှိစားပိုက်အနေများလဲကန့်တတ်မှထားလွတ်လပ်စွာရည်နိုင်ကြပေသည်ထို့ကြောင့်ကြပြပုံစံနှင့်နဗီကောင်းရန်ကိုအေးမထားအကြောင်းအရာနှင့်အတွေ့အကြုံကိုသာအလေးထားသည်ဟုဆိုရသောယခုကဲ့ကြပြဆရာတို့သည် လေးလုံးဆက်ကိုသာလွတ်လပ်စွာရည်သားနေကြတော့၏အချို့မူတိတ်ပြီးလွတ်လပ်စွာလေးလုံးဆက်ပင်မဟုတ်တော့ဘဲကာယမဲ့ကြပြဆိုတာမျိုးပင်ရည်သားကြကုန်၏ တော်လာဆွေအမှတ်၁၂1989ဒီဇင်ဘာလဆရာကြီးတော်ဆွေရေးသားသောစာစုကောင်းတစ်ပုဒ်ဖြစ်သည့်စာရေးဆရာနှင့်အက်ဒီတာကျွန်တော်သည်အဟိမီသောဟာတမဂ္ဂဇင်းလေးကို1959ခုနှစ်ဩဂုတ်လမှသည်1992ခုနှစ်ဇွန်လစာအုပ်ပေါင်းများသောကိုတက်ဆိုင်ရန်ကပိတ်ပစ်သည့်အထိ ကိုပိုင်ငွေကိုပိုင်မှတ်ပုံတင်တဲ့ကိုရိုင်းတီးဖြတ်ထုတ်ဝေခဲ့ရပထမအုပ်ဆုံးသောစောက်အမတ်တီကိုရိုက်နေနေစဉ်တညတွင်တကောင်ကျော်တရင်တို့မှမနေညံ့နေကစက်တင်ပုံနေရန်စီစဉ်ပေးခဲ့သောစာမှုကို ပြန်လည်စဉ်းစားမိသည့်၌တကယ်တည်းကျွန်တော်အထိတ်တလန့်ဖြစ်ကောရှင်မာတရိတိတ်ခုံရတော်သည်အကြောင်းမှာထိုစာမှုမြီကမြန်မာပြည်ရှိငတိမာများအကြောင်းရေးသူကဖုန်ကြီးကြောင်မျိုးကောင် ၎င်းကလောင်ရှင်သည်ယခုကမင်းညံမြို့နယ်ပါတီယူနစ်ဥက္ကရာဘုံမူကြီးဖေတန်။ကျွန်တော်ဤအဟိချမ်းမောက်တပည့်ဖြစ်၍သူစစ်ဘုတ်ကလေးဘွားကမြမပြေရဲ့ရဲ့ကိုရောက်ခဲ့ဘူးရာဘယ်မျိုးသူတွေကဘယ်သူဘယ်ဘုံဟုအမျိုးမျိုးဖုံဖုံကလိထားသည်။ဟုတ်တာလည်းရှိမီမဟုတ်တာလည်းရှိမီ။သာနေနေက ဟာသမြွေ၍ဖက်လို့ကောင်းလာသည်။ထို့ကြောင့်ကျွန်တော်ကရွေးချယ်ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ သို့သောထိုညတည်းတို့မှလန်းဆန်းကြည်လင်သောအုံတော်ဖြစ်ပြန်လည်စင်းသာဆင်ခြင်လိုက်တော့ဟိုက်ဒီစာမှုအရေးသားတွင်တချို့မျိုးတွေကခံနိုင်မမလားစာအုပ်ဆွဲဆုပ်ပြစ်ချင်လောက်အောင်တော့မပွားကြပေဘူးလားဥပမာဘယ်မျိုးဘယ်သူတွေကတင်မဆောင်ကား၍ရင်းအောင်ထွားသည်နည်းများရည်သားများသည်ပေါန်တန်ရှိ၍ခြေတလုံးလာတော့လဲတကောက်ပွေးမှာပွေရှိသည်ဖောင်းတောင့်တော့လဲမျက်စီများ မြက်ခဲများဆက်၍မြက်မှန်တက်ကြသည်ရုပ်ကလာတော်လဲနှုတ်ကနှုတ်ကကျန်းသည် မြက်ထဲထမိန်ခေါင်းပေါင်းပြီးရီချိုးကြသည်အစင်းတက်မှကြည်ရလင်းမြင်ရသည်ဆက်သည်ဖြင့်အသည်သည်မြို့နံမဲတွေဖော်၍ရေးတယ်လျာအကျင်မြို့သူတို့သည်အဘယ်မှလင်းနှစ်သက်ပါမည်နည်းငါစာဦးလေးသည်ထွက်ထွက်ချင်းထုံမျိုးတို့၏အစဲတော်ခံရတော့မှပဲဟူသောစွင့်သိဖြစ်ကျွန်တော်ရင်တထိတ်ထိတ်ခွန်ရခြင်းဖြစ်ပါ၏။လို့မင်းဒီစာမှုကိုရွေးချယ်တဲ့က ခေါင်းမစင်းစားမိဘူးလားဟုမိဖွေရှိ၏။နှုတ်လုံးဝမစင်းစားမိပါဘူးဗျာ။ဖက်ကောင်းနေရရဲဆိုပြီးရွေးလိုက်တာပဲ။အဖေကြောင့်ဆိုတော့အီစာမိုးကိုဖက်ရှုရွေးချယ်တဲ့ကောကျွန်တော်ဒီအဒီတာသိမရှိသေးစိုက်ရစရာစိတ်သာရှိသေး၏။အတော့ဦးမိုးကျွန်တော်ကိုပိုင်အဟိစာကိုမထုတ်မီကရှင်းမွားမှာနှင်းများသောအဟိကဏ္ဍကို၍ပါ၏။၎င်းခက်မှာ ေါ်လာဆိုအရီတာဝေနာမည်တက်ဤသို့တော်ကျွန်တော်ဒီတကယ်အရီတာမဟုတ်ပါအရီတာစစ်ကရှုမဦးကျော်သားဖြစ်ဤကျွန်တော်ကအဟိကန္နာအတွက်လာသမ ्या ဟာသစာမှုများကိုရွေးချယ်ပေးရဤ၎င်းတို့ဦးကျော်ကတဖန်စီစစ်တည်းဖြက်တည်းဖြက်ဤကျွန်တော်ရွေးပေးသားပေမဲ့သူမကြိုက်တာတွေကိုပဲဤပြင်းစင်ဖြတ်တော့ဤတခါတည်းရန်ကျွန်တော်ရေးတာတွေကိုပင် သူကပေဖြတ်တတ်သဖြင့်လူချင်းမကြခဏစကားများခဲ့ကြရ၏ စင်စစ်ကျွန်တော်မှာအရီတာစိတ်အရီတာမြင်မရှိသေးသောကြောင့်ဖြစ်၏ယခုဖုန်ကြီးကြောင့်မျိုးကောင်းကြီးစာမှုလဲအဟိကန္နာကိုရှုမမှာရင်းဝင်ပိုက်စင်ကားပင်ကျွန်တော်စာရေးစရာစိတ်တသက်ဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ်၏၎င်းကိုကိုယ့်အကူတိကျစာကိုခွဲထုတ်တော့ဥကြွားပြရမလို့တော့ပဲယူလာခဲ့ပြီးအမှတ်မဲ့ပင်စက်တင်ပုံနေခန်းခဲ့ရမှာယခုဒီနေ့မှပြန်လဲစဉ်းစားလိုက်တော့ကျွန်တော်မှလဲကိုပိုင်စာအုပ်မှုအဆက်ဆက်ရရာတာဝန်ယူရသောအရာစိတ်ပေါ်ပြီးဖြစ်၍ တကယ်တည်းမှာဒီစာမို့တော့ဒုက္ခရောက်ပြီဟုတွေးတော်ပူပန်ကလူမာပြန်၍အိမ်မပြောလို့ချေဘုံမြန်မြန်လင်းပါစေညာဆက်ရရွေးမပြီးသေးပါသေးနဲ့ဟုဆုတောင်းဤသို့တော်နဲ့နဲ့မိုးတောင်းဤပုံနှိပ်ဆက်တို့ရောက်သည်နှင့်အားလုံးရိုက်ပြီးနေပြီအဟိဆောင်ဤငါးတောင်ရရာစက်ကူငါးတို့တထုပ်ရှစ်ကျက်ဆယ်ပြားနဲ့ငွေ၄၀ကျက်နဲ့ပြား၅၀အလဟာတက်ဖြစ်သွားချေပြီ မျိုးကောင်းစာမှုကိုကျွန်တော်တည်တည်ချာချာပြန်ကြည့်ထိခိုက်မိဟာတွေမျိုးနံပါတ်တွေအဆင်ပြေအောင်ပယ်ဖြတ်ပြင်ဆင်၍အစ်စ်တပံပြန်လဲရိုက်လဲရပါ၏လူကိုဖတ်ဖတ်မောရောအီးအချောင်းကိုဦးကျော်ကကျွန်တော်ပြောပြတော့သူကရင်မွေး၍ကိုင်ကြီးတိပလာကိုပြော၏ဟုတ်ကဲ့ကျွန်တော်အရီဒါလူကိုတကယ်ပဲတီးသွားပါပြီဦးကျော်ကအရီဒါအနေနဲ့အင်မတန်တော်သူဖြစ်၏တခါသူသည်ကျွန်တော်ဝိတုတပုတ်ကိုလုံးဝပယ်သည်ဟုပြော၏ ကျွန်တော်ကမကောင်းလို့လာမေးတော့ဟာတာဝိထုနေနဲ့တိတ်ကောင်းနေဗျာဒါပေမဲ့ကျွန်တော်ကြောက်တယ်ဟုပြောဤဒါပြည့်ခမရမထည့်ချင်နေတော်ရာသေဝိထုဆိုလိုချင်တဲ့သူတွေကအပုံးဟုပြောပြီးထိုသင်းကထွက်သက်သဖြစ်သောကလောင်ဆုံးမကတဲ့င်းကိုပေးလိုက်ဤအရိတာကစာရေးစရာရေဆိုအမလီသူခမဒုက္ခရောက်ပါရောလား အတင်းအဖွဲတကူကတမရအထိတက်တန်း၍တမရဆက်ချွေတိုက်အမိန်နဲ့အေဝဲထုသည် လူမျိုးရေးကိုထိခိုက်စရာအကြောင်းရှိသည်၎င်းဝိထုပါမဂဒင်းများကိုတိမ့်စေ1952ခုနှစ်လောက်ကဖြစ်ရာအေဝဲထုကိုမိတ်ဆွေတီကောင်းတိမိပပကျွန်တော်မှွားပြီဗမော်တရားဤပြီးတော့သာခင်ခင်ဝိထုတုံးကောပထမရှုမော့ကိုလာပေးတာဦးကျော်ကပေးလိုက်တော့ အချမ်းမဲ့သိန်းတစ်ခုကထည့်လိုက်ရာ၎င်းမဲ့သိန်းကိုအေးအေးယူခံရပြီးဗမော်ကြီးထောင်ချသွားပါရောလားအဲဒီဒါဒီဝိတ္ထုကောင်းမကောင်းပြင်အစအစရရကို မြင်တဲ့ကြည့်ရရမီအနေကိုသတိထားရမီစာရေးစရာတို့မြည်ဒီမှာလွတ်လပ်စွာကိုရေးချင်ရာကိုရှင်းနိုင်ပါသည် သို့တော့အဲဒီဒါဤတီးဖြတ်မှုတော့လိုပေသေးသည်အနောက်နိုင်ငံတို့အချို့လုံးချင်းဆောင်များမှာပင် မြည်သူမြေဝါတီးဖြတ်သည်ဟု တွေ့ရပါ၏ တော်ရာစွေအမှတ်1988ဇန်နဝါရီလား